လွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကမြေမြုပ်ခဲ့တဲ့အုပ်ဂူထဲမှာရွှေသားစစ်စစ်ကိုရှာတွေ့ခဲ့တယ်။ဒါကတော့ Ainsbury Archer လို့သမိုင်းပညာရှင်တွေကနာမည်ပြောင်ပေးထားကြတဲ့ကျောင်းဖြစ်ရုပ်ကျွင်းဖြစ်ပါတယ်။ဒီကျောင်းဖြစ်ရုပ်ကျွင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကအင်္ဂလန်နိုင်ငံဝက်ရှိုင်းယားခရိုင် Ainsbury မြို့က Stonehenge အဆောက်အဦးအနီးမှာမြုပ်ထားတဲ့အုပ်ဂူထဲမှာရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကဒီတင်ရဲ့အရေးအကြီးဆုံးရှေးဟောင်းသုတေသနတစ်ခုဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ဒီယုံကျင်းကသမိုင်းအကြောင်းအရာတွေကိုပြောပြနေရကြောင်းဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း၄000ကျော်ကမြေမြုပ်ခဲ့တဲ့အုပ်ဂူထဲမှာရွှေသားစစ်စစ်ကိုရှာတွေ့ခဲ့တဲ့အကြောင်းမျှဝေပေးသွားမှာဖြစ်လို့ဗီဒီယိုလေးထဲမှာအထူးထူးကြည့်လိုက်ရအောင်ပါရှင်။ရှာဖွေတွေ့ရှိခဲ့တဲ့အုပ်ဂူထဲမှာ လူအယိုးစုနဲ့အတူမြုပ်ထားတဲ့ရှားပါရှီဟောင်းပစ္စည်းအခုတရာကျော်ကိုပါတွေ့ကြရပါတယ်ဒီပစ္စည်းတွေတဲကမှအထူးခြားဆုံးကတော့ဘီကာလို့ခေါ်တဲ့ခေါင်းလောင်းပုံမြေအိုးမြေကွက်အစ်စ်တွေဖြစ်ပါတယ်ဒီမြေကွက်တွေကိုပထမဆုံးအသုံးပြုခဲ့ကြတဲ့ဥရောပသားတွေကိုဘီကာပီပယ်လို့ခေါ်ကြပါတယ်ဒီမြေကွက်တွေကပြည်တိမ်မှာတွေ့ရဘူးသမျှတွေမှာဆိုရင်တော့အစုံဆုံးဖြစ်ပြီးတော့ရည်ကြီးမှုပုံစံတွေယုံကြည်မှုတွေနဲ့ နေပညာအသစ်တွေအစာပြူခဲ့တဲ့အမှတ်အသားလေးဖြစ်ပါတယ်ဘေကာရီအပြင် အုတ်ကရဲမှာတက်တူတွေနဲ့ဂျင်းနီကြားတွေကိုလည်းတွေ့ရပါတယ်ဒါရဲ့အစွန်းမှာတော့လက်ကင်မပါတော့ပါဘူးဒီဂျင်းနီမျိုးစားကလည်းဖြစ်ချိန်မှာရှာဖွေတွေ့ရှိခဲ့သမျှတွေကတက်တန်းအငင်ဆုံးတက်တူတစ်မျိုးလို့ပြောလို့ရပါတယ်အုတ်ကရဲမှာတွေ့ရတဲ့အထူးခြားဆုံးပစ္စည်းကတော့ရွှေပါဟုတ်ပါတယ်နှစ်ထောင်ပေါင်းများစွာကြာအောင်မြေမြုပ်ထားခဲ့တဲ့ ဒီအုပ်ကူထဲမှာတောက်ပနေတဲ့ရွှေသားစစ်စစ်ကိုလည်းတွေ့ခဲ့ရတယ်။ဒီယန္နာပစ္စည်းတွေကိုလူတွေကနှကဲလို့ထင်ကြပေမဲ့တကယ်တော့ရှေးခေတ်စပင်ထုံးဖွဲတဲ့နေရာမှာအလားဆင်ရတဲ့အဖိုးတန်ရွှေကလစ်တစ်မျိုးပါ။ဒီရွှေမျိုးစားကအရင်ကိုပါလာပြီးတတုပြားတပြားလိုအလွယ်တကူကျိုးလေပါတယ်။ဒါပေမဲ့ဒီလိုအဖိုးထံရေသွေးမျိုးကရှာဖွေတွေ့ရှိချိန်အထိမပြတ်စည်းပဲရှိနေတာဟာအံ့ဩစရာပါပဲ။ဈေးခေတ်မှာသုံးခဲ့တဲ့ပစ္စည်းဖြစ်ပေမဲ့လည်းခင့်မိတဲ့ဒီဇိုင်းမျိုးရှိပါတယ်။ ဗီဒီယိုလေးကိုဆက်ပြီးတော့မကြည့်ခင်မှာတော့အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအများနဲ့တင်ဆက်ပေးနေတဲ့စတဲ့ရူရဲ့ Top End Channel လေးကို Like and Subscribe လေးလုပ်ထားပြီးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ဒိဗံပညာရှင်တွေကအုတ်ဂူတွေကနေရတဲ့သွားတစ်ချောင်းကိုယူပြီး Isotopic Analysis နည်းနဲ့လေ့လာခဲ့ကြပါတယ်။သွားထဲမှာ Strontium နဲ့ Oxygen အနည်းငယ်အစင်းပါပြီးတော့ဒီပါဝင်မှုနှုန်းကိုကြည့်ခြင်းအဖြစ် လူတယောက်ရဲ့ကြီးပြင်းလာတဲ့ဒေတာကို အကြမ်းပြင်းဖော်ပြနိုင်ပါတယ်။ဓာတ်ခွဲစစ်ဆေးပြီးတဲ့အခါမှာတော့ကြောက်ဖြစ်ရခြင်းပိုင်ရှင်ကပြည်ချိန်လိုမျိုးမဟုတ်ပါဘူး။ဒီကနေ့ခေတ်ဆွစ်ဇာလန်၊ဩစတီးယားဒါမှမဟုတ်ဂျာမနီအနီးတစ်ဝိုက်က up down down မှာကြီးပြင်းလာခဲ့တာဖြစ်တယ်ဆိုတဲ့အဖြေကိုရခဲ့ပါတယ်။ဆလိုရာကအရိခေအခြေအနေရပြီးတင်ုံရောက်ဖို့တောင်တန်းတွေမြစ်တွေနဲ့နေမြေပေါင်းများစွာကိုဖျက်ချော်ခဲ့ရတာပါ။ဒါအပြင်အရိလူရဲ့အုတ်ကူတွေကနောက်ဆုံးသဲလွန်စာတစ်ခုက သူ့ရဲ့အလုပ်ကိုဖော်ပြနေပါတယ်။ဒါကတော့ချုံမွေးပြောင်းလဲနေတဲ့ကုရှင်ကြောက်ပဲဖြစ်ပါတယ်။ကုရှင်ကြောက်ဆိုတာကတတုပစ္စည်းတွေပြုလုပ်တဲ့နေရာမှာအချောတက်ဖို့သုံးတဲ့ကရိယာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် Anbelberry Archer ရဲ့အုပ်ကူထဲမှာဆိုရင်တော့ရှင်ဟောင်းတတုပစ္စည်းတွေပါလာရုံတည်းမကပဲသူကိုယ်တိုင်ကလည်းတတုကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်နိုင်ပါတယ်။သူဒေသနာတွေအရဒီလူဟာ ခန့်မှန်းခြေအားဖြင့်မီလီနီယံ2300မတိုင်ခင် အသက်30ဝန်းကျင်အရွယ်မှာတည်ဆုံးခဲ့လို့သိရပါတယ်။ဗီဒီယိုလေးအဆုံးလိုက်ပါကြည့်ရှုရတဲ့အတွက်အားလုံးလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ရဲ့ဗီဒီယိုတင်ဆက်မှုတွေမှာလည်းပြည့်စုံကြီးနဲ့ပြန်လည်ပြီးတော့ဆက်တွေ့ကြပါရစေ။